ခုနကပဲကျွန်တော်ရှိမှာ monetization လာလျှောက်ဝတ်တဲ့အမတယောက်ပြောမှာပဲဒီ content ကိုကျွန်တော်လုပ်ပေးဖို့တတိရတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ YouTube channel တွေ monetization အောင်သွားပြီးတဲ့အခါကျရင်ဗီဒီယိုတင်တဲ့အခါအထူးသဖြင့်ဖုံးတယ်ပေါ့နော်ဖုံးတဲ့ဗီဒီယိုတင်တဲ့အခါမှာပတ်စံဝင်အောင်စနစ်ကျဘယ်လိုမျိုးတင်ရမလဲဆိုတဲ့အကြောင်းအရာပဲ PC နဲ့တင်တဲ့နည်းကိုတော့ကျွန်တော်ဗီဒီယိုလုပ်ထားတာရှိတယ်အဲ့ဒီဗီဒီယိုလည်းကျွန်တော် default လေးမှာလင့်လေးတွဲလိုက်မယ်အခုကကျတော့ PC မသုံးမိနဲ့ဖုံးနဲ့ပဲတင်ကျင်တဲ့လူတွေအတွက်ဘယ်လိုမျိုးဖုံးနဲ့စနစ်ကျတင်ရမလဲဆိုတော့ကျွန်တော်အခုဒီမှာပြပြပေးမယ်ပေါ့နော် โอเควิดีโอတင်လာကြတော့ကျွန်တော်တို့ monetization အောင်သွားပြီးအခါကျရင်နည်းနည်းလေးပို့ပြီးတော့ queue ဆက်ရမယ်ပေါ့เนาะတချို့ပြောင်းမဲ့ setting လေးတွေရှိတယ်တက်ရှိကြည့်နေတဲ့ YouTube application လို့မဲ့ YouTube Studio ဒါကတော့တော်တော်များများရှိတယ် YouTube Studio နဲ့ YouTube ကတော့ဒါပေမဲ့တချို့ကကြတော့ YouTube Studio ဘာမှမသိသေးဘူးမတောင်းအောင်သေးဘူးဆိုရင် Play Store မှာ YouTube Studio ဆိုပြီးတော့ download အဲ့ဒီမှာလည်းကျွန်တော်တို့ဒီ monetization အောင်ထားပြီးသား Gmail နဲ့ပဲကျွန်တော် login ဝင်နေပေါ့เนาะဒါကတော့မအောင်သေးတဲ့လူတွေလည်း YouTube Studio သုံးလို့ရတယ်ကို channel ဖွင့်ထားတယ် Gmail နဲ့ပဲ ကျွန်တော်တို့ login ဝင်လိုက်ရပြီအားဆိုရင် YouTube Studio စက်သုံးလို့ရပြီဒါပေမဲ့ကျွန်တော်တို့ video တင်တဲ့အခါမှာ YouTube ကနေပဲကျွန်တော်တို့စပြီးတော့တင်ပြီးတော့မှကျွန်တော် YouTube Studio မှာပြန်ပြောင်းမှာနော် Okay အဲ့တော့ကျွန်တော် YouTube မှာဘယ်လိုမျိုး video စတင်ရမလဲဆိုတော့ကျွန်တော် ပြောပြပေးမယ်ဒါတော့ကျွန်တော်ရဲ့ channel ပေါ့နော်ဒါကျွန်တော် channel ရဲ့ home feed အဲ့ဒီမှာအလဲမှာအပေါင်းလေးရှိတယ်ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်ချက်နှိပ်မယ်အပေါ်ဆုံးမှာကျွန်တော် create short ရှိတယ်ကျွန်တော် short video တင်မယ်ဆိုရင်အပေါ်ကတင်ကျွန်တော်ကရိုးရိုး video တင်မှာဖြစ်တဲ့အတွက် upload ရဲ့ video နှိပ်လိုက် โอเคကျွန်တော်တို့ဗီဒီယိုရေးပြီးဆိုရင်ဒီရောက်မှာကျွန်တော်တိုက်တေးရေးရမယ်ပေါ့နော်ဒါကျွန်တော်ရဲ့ဗီဒီယိုရဲ့တိုက်တေးကိုကျွန်တော်ဒီမှာရေးမယ်ဒါတော့ပြီးကျွန်တော်ပြန်ဖြတ်မှာဆိုတော့ကျွန်တော်တွေ့တဲ့ဗီဒီယိုတစ်ခုကျွန်တော်ကောက်တင်လိုက်ကြပါနော်ဂိမင်းပေါ့ပြီးရင်ကျွန်တော်တို့ကမြန်မာလိုလည်းရေးလို့ရတယ်အင်္ဂလိပ်လိုလည်းရေးလို့ရတယ်ပြီးကျွန်တော်က template တင်မယ်ပေါ့နော် template တင်ဖို့အတွက်ဒီအပေါ်ကဒီခဲတဲ့ပုံစံလေးကိုနှိပ်လိုက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီ phone grade ရေးရောက်ရတယ်မယ်အဲ့ဒီမှာကျွန်တော်တို့ကိုကြိုလုပ်ထားတဲ့ template ကိုရွေးပလဲပေါ့နော် ဒီ tap မနေလောက်ဖို့အတွက်ကြတော့ကျွန်တော်တို့ဖုန်းနဲ့ဘယ်နဲ့ verify လုပ်ထားဖို့လိုတယ်။ခင်ကျွန်တော် tap မနေရွေးပြီးပြီဆိုရင်ကျွန်တော်နှိပ်လိုက်။ Okay ဒါဆိုကျွန်တော် tap မနေထည့်ပြီးပြီခေါင်းစဉ်ရေးပြီးဆိုရင်ဒီအောက်မှာ add description ရှိတယ် description မှာကျတော့ကျွန်တော်ဒီ video ကဘာအကြောင်းအရလဲဆိုတာလေးကျွန်တော်ရေးလို့ရတယ်ပြီးကျွန်တော် Facebook link ကျွန်တော် TikTok channel link အဲ့ link တွေသွားထည့်လို့ရတယ်ဗောနောကိုယ့်ရဲ့ဒီကိုယ့်ရဲ့ social media link တွေဒီထဲမှာထည့်လို့ရတယ်အဲပြီးရင်ကျွန်တော်တို့ဒီ application ကျွန်တော်ထည့်မယ်ဆိုတော့ Play Store link တွေကျွန်တော်ထည့်ပြီးလို့ရတယ်ဗောနောပြီးတော့ကိုယ့်ရဲ့ Telegram link အကုန်ထည့်လို့ရတယ် ်ဒါပေမဲ့အဲ့ဒီလင့်တွေကကျွန်တော်တို့ဒီတရားမဝင်လင့်တွေတော့မဖြစ်ရဘူးနော်ကျွန်တော်တို့ဂိမ်းတွေဆိုရင်လည်းအလကားရတဲ့ဂိမ်းကိုကျွန်တော်ဟက်ထားတဲ့လင့်တွေအဲ့လိုမျိုးတွေမဖြစ်ကြဘူးဒီတရားဝင်လင့်တွေဖြစ်ရမှာပေါ့နော်အဲ့ဒါထည့်လို့ရမယ်ပြီးကျွန်တော် hashtag တွေထည့်လို့ရမှာပေါ့နော်ဒီနေရာမှာ hashtag တွေလည်းကျွန်တော်အများကြီးမထည့်စေချင်ဘူးပေါ့နော်အဲကျွန်တော်အရင်တင်ခဲ့တဲ့ဗီဒီယိုမှာတွားကြည့်လို့ရတယ်ကျွန်တော် hashtag ၃နည်းတွေပေါ့နော်ဘယ်တော့ပဲ၃တင်လဲဆိုတော့ကျွန်တော်ပြောထားတယ်အဲ့ဒီမှာတွားကြည့်လို့ရတယ်ဒီမှာ hashtag တွေလည်းကျွန်တော်ဒီမှာထည့်လို့ရတယ်ပေါ့နော်ဒီမှာ gaming ဆိုတော့ gaming ပေါ့ โอเคဒါတော့တော့ discretion ရေးတယ်နီးဒါတော့တော်တော်များများသိပြီထင်ပါလိမ့်မယ် monetization အောင်တာပြီးသားတွေကြတော့ဒီ visibility မှာလောလောဆယ်ကျွန်တော် private ပဲထားအောင်မယ်ကျွန်တော်ဟို public မလုပ်သေးဘူးဗောနော်โอเคဒီအောက်က audience မှာကြတော့ကျွန်တော်ဒီ video က click အတွက်ဆိုရင်ကျွန်တော် yes ပဲနေလေဗောနော်ကျွန်တော်ကဒါ click အတွက်မဟုတ်ဘူးကျွန်တော်ပုံမှန်လူတွေအတွက်ပဲဖြစ်တဲ့အတွက်ကျွန်တော်က no ကျွန်တော်ထားထားပြလိုက်မယ်ဒီ location ကတော့ဘာမှထည့်စရာမလိုဘူးတချို့ကအမှတ်မှားနေကြတယ်ဗောနော်ဒီနေရာမှာထိုင်းထည့်လိုက်ရင် ထိုင်းကိုရောက်သွားမယ်အဲ့တော့ဂျပန်ထိုင်းနိုင်ငံဂျပန်ကိုရောက်သွားမယ်တို့အဲ့လိုမျိုးထင်နေကြရပါတော့မဟုတ်ဘူးအဓိကဒီ location ကအဲကိုတင်တဲ့ဗီဒီယိုကဘယ်နေရာမှာဖြစ်နေလဲဆိုရင် location ကိုမေးတာဥမာကိုကထိုင်းမှာရိုက်ထားတဲ့ blog ဆိုရင်ဒီနေရာမှာထိုင်းလို့ထည့်လို့ရတယ်ပေါ့နော်အဲ့လိုထည့်လိုက်တာနဲ့ကိုရဲ့ဗီဒီယိုကထိုင်းမှာရွေးတော့ပေါ်နေမှာအဲ့လိုမျိုးနဲ့ဆိုင်ပါဘူးပေါ့နော်ဒါလေးတို့အတိလွဲမှားနေရတယ်ရှိတယ်ကျွန်တော်တော့မထည့်တော့ဘူးပြီး playlist playlist မှာကြတော့ကျွန်တော် ဒီဘောခွဲထားတဲ့ list တွေပေါ့နော်ကျွန်တော်ရဲ့ channel မှာဆိုတော့ကြည့်တိုင်းကျွန်တော် YouTube နဲ့ပတ်သက်တာဆိုကျွန်တော် playlist တစ်ခုခွဲထားတယ်ကျွန်တော်အဲ mobile video editing နဲ့ပတ်သက်တာဆိုတစ်ခုခွဲထားတယ်အဲ့လိုမျိုး playlist တွေခွဲထားတယ်ပေါ့နော်အဲ့ဒီခါကြမှာကြည့်ရလို့က playlist တွေရှာပြီးတော့ကြည့်ရတာအဆင်ပြေမှာပေါ့နော် okay လောက်ထားပြီးသား playlist ရှိရဆိုကျွန်တော်အပေါင်းလေးနှိပ်လိုက်မယ်ဒီမှာကျွန်တော်လောက်ထားပြီးသား playlist တွေပေါ့နော်အဲ့ဒီမှာကျွန်တော်တို့တော့ထည့်လိုက်ပါနော်ဒီမှာတစ်ခုရွေးလိုက်ပါနော်ကျွန်တော် short မှာထည့်မှာလား AI မှာထည့်မှာလားထည့်လိုက်ပါနော် ဟိုနောက်တစ်ခုကကျတော့ tech product ပေါ့နော်ဒါကကျကျွန်တော်တို့အတော့မဝင်ဘူးကျွန်တော်တို့ဒီ TikTok မှာချင်းဝါလေးချလို့ပေါ့နော်ဒါပေမဲ့ YouTube မှာတော့အဲ့အလုံးမဖြစ်ဘူးပေါ့နော်โอเคအဲ့တော့ကျွန်တော်မထည့်ဘူးပြီးတော့ဒီ short remixing မှာကျတော့အကိုရဲ့ video မှာပါတဲ့တခြင်းဖြစ်ဖြစ် video တစ်စိတ်ဒေသကိုပဲဖြစ်ဖြစ်ပေါ့နော်တချို့လူတွေအတွက် short မှာဟိုပေးပြီးတော့တုံးမှန်တာပေါ့နော်ကျွန်တော်ကပေးတုံးမယ်ဆိုရင်ကျွန်တော်ကပေးတုံးမယ်လေးရဲပေါ့နော်ဒါပေမဲ့ကိုကအတန် only ပဲပေးသုံးမယ်ဆိုရင် အောက်က audio only ကိုရွေးပြီးလိုက်ဒါကကျွန်တော်ကလုံးဝပေးမသုံးဘူးကိုယ့် video ဆိုရင် don't allow နှိပ်ထားလိုက်ပါနော် okay ပြီးဒီရောက်က paid promotion brand မှာကြာတော့ကျွန်တော်က DBO အတွက်ကြော်ညာယူထားရဲဆိုရင်ဒီကောင်လေးကိုကျွန်တော်တို့နှိပ်ပြီးတော့ yes လုပ်ပေးရမယ်ပေါ့နော်ဥပမာကိုက DBO ထဲမှာစံရဲ့စံရှိရပတ်စံယူထားတယ်ဒီ YouTube ကပတ်စံပြင်ပေါ့နော်စံရဲ့ပတ်စံယူထားတယ်သူတို့ရဲ့ brand ကိုကြော်ညာပေးထားတဲ့ video ဥပမာကျွန်တော်ရင်တော့ဆိုရင်ကျွန်တော်ရွှေနှုတ်ကိုကျွန်တော်ကြော်ညာပေးမှုတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်ရွှေနှုတ်ကနေပတ်စံရတယ်အဲ့ရဖြစ်တဲ့အတွက်ကျွန်တော်ကဒီနေရာမှာကျွန်တော် yes ကိုရွေးထားပေးရမယ်ပေါ့နော်ကိုယ့်ရဲ့ video ကပါကြော်ညာမှမပါဘူးဒီတိုင်းပဲကိုယ့်ကို blog တွေ၊ဗာတွေ ဘယ်တင်တဲ့ဟာဆိုရင်တော့ကျွန်တော်တို့ဒီ no ထားပါတော့ဟိုပြင်မကြညာမထည့်တာဟုတ်ဆိုရင် no ထားလိုက်ပေါ့โอเคပြီးရင်ကျွန်တော်ဒီမှာ invite collaborator ဒီအောက်က invite AI တော့မလို့ဒီ editor content ကြတော့ကျွန်တော်ရဲ့ video တစ်ခုလုံးက AI နဲ့ဖန်တီးထားတာလားဆိုရောမေးတာကျွန်တော် video တစ်ခုလုံးကအတန်ရောရုပ်တရားစအကုန်လုံးက AI နဲ့ဖန်တီးထားရဆိုရင်ကျွန်တော်ဒီမှာ yes ကိုနှိပ်ပေးလိုက်ဒါမှမဟုတ်ကိုကဒီ design တစ်စလေးပဲပေါ့နော် AI လေးတွေတုံးတာဒါမှမဟုတ်ဂျားထဲမှာ ဖြစ်ညက်ကက်လောက်ပဲ AI နဲ့အခုညီယူလာတာဆိုရင်ကျွန်တော်တို့က no ထဲပေါ့နော်ကဲ comment ကြတော့ကျွန်တော်ရှင်းပါလေ comment ပိတ်မလားဖွင့်မလားပေါ့နော်ဒါပါပဲပြီးရင်ကျွန်တော်တို့က upload နှိမ့်လိုက်ပါမယ်ဒါဆိုရင် video တော့တင်နေပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က video ပြည့်သွားတဲ့ဒီ publish ဆိုပြီးတော့တော့မပေါ်သေးဘူးဘာလို့လဲဆိုတော့ကျွန်တော်က private ထားတာမို့လို့ okay ပြီးတော့ကျွန်တော်ကအသေးစိတ် ठ ပြင်မှာဖြစ်တဲ့အတွက်ကျွန်တော် YouTube Studio သွားမယ် ခုနက်ထဲကိုသွားလိုက်မယ်ဆိုရင်ကျွန်တော်ခုနက်တင်လိုက်ဗီဒီယိုတွေ့လိုက်မယ်အဲ့ဒီဗီဒီယိုကိုကျွန်တော်ချက်ထောက်မယ်အဲ့ဒီနေရာမှာကျွန်တော်နည်းနည်းလေးထပ်ပြေအောင်မယ်ပေါ့နော်ကျွန်တော်ခဲတဲ့ပုံစံစီပဲနှိပ်မယ်ခွေဒီမှာတော့တိုက်တေးတေးပြင်ပြလို့ရမယ် description တွေအာမီရရင်ပြင်ပြလို့ရမယ်ပေါ့နော်ဒီ visibility ကတော့ကျွန်တော်ခဏထားလိုက်အောင်မယ်ဒီအောက်မှာကျွန်တော် monetization monetization ကိုကျွန်တော်တို့က off ဖြစ်နေတယ်ပုံလောက်ကမယ် off ဖြစ်နေရဆိုရင်ကျွန်တော်ဒီ video ကနေပြီးတော့ ဟို view တွေဘယ်လောက်ရကြီးပတ်စံရမှာမဟုတ်ဘူးကျွန်တော်တို့က DVD ကနေပတ်စံယူမှာဖြစ်တဲ့အတွက် monetization ကိုကျွန်တော်တို့ကပုံထားပြရမယ်ပေါ့နော်အဲ့ဒါမှာပဲကျွန်တော်တို့ video ကနေ view တွေရမှာကျွန်တော်ပတ်စံရမှာပေါ့နော်ဒီရောက်ကဟာကြီးကြတော့ကျွန်တော်ရှင်းပြပြီဆိုတော့ကြော်လိုက်မယ် more option ကိုသွားမယ် more option ကိုကျွန်တော်နှိပ်မယ်အဲ့ဒီမှာအပေါ်ဆုံးမှာ text ဆိုတာတွေ့လိုက်မယ် hashtag ကကြတော့ဘာထည့်ရလဲဆိုတော့ကျွန်တော် keyword တွေထည့်တာအခုကျွန်တော်ရဲ့ video ဆိုရင် gaming video ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ gaming ကျွန်တော်တင်ထားတဲ့ဟာ FC26 game ဆို FC26 EAFC အဲဂိမ်းရကျော်ကျွန်တော် sport အမျိုးသားဖြစ်တဲ့အတွက် sport အဲ့လိုမျိုးကျွန်တော်ထည့်လို့ရတယ်ပေါ့နော်ကိုကဟင်းချက်တန်နဲ့ပတ်သက်ပြီးတင်လာရဲ့ channel ဆိုရင် cooking ဒါမှမဟုတ်ဒီ Indian food Thai food ကိုချက်တဲ့အစားအသောက်နဲ့ပတ်သက်ပြီးတော့အဲ့လို keyword တွေကျွန်တော်ထည့်ပေးရမယ်ပေါ့နော်အဲ့ဒါကဘာတွေကောင်းလဲဆိုတော့ကြီးတဲ့လူတွေက YouTube မှာအုံးမှာ share ထားပါအောင်ပေါ့နော်ကျွန်တော် Thai food လို့ share ထားပါအောင်အဲ့လိုမျိုးသူတို့ share လိုက်တဲ့ keyword နဲ့ကိုဒီထည့်ထည့်ထားတဲ့ keyword နဲ့တွားပြီးတော့တိုက်ဆန်တဲ့တူညီရဆိုရင်ကိုရဲ့ video ကတွားပြဖို့အခွင့်အလမ်းပိုများတယ်ပေါ့နော် ဲ့လိုနဲ့ကိုယ့်ရဲ့ video ကို viewer တွေကအစ်တတွေကရောက်လာနိုင်တယ်ပေါ့နော်အဲကိုက viewer တွေကရှိထားပြီးသားကိုကိုပါတင်းတင်းအမြင်နဲ့လာလာကြည့်ရတူပါရှိထားပြီးသားဆိုရင်တော့ဒီ tag တွေကထည့်စရာမလိုဘူးပေါ့နော် okay ဒီရောက်ကအဲ category မှာကြတော့ကျွန်တော်တို့ video နဲ့သက်ဆိုင်တဲ့ category ပေါ့နော်ကျွန်တော်ကကြတော့ဒီ tutorial တွေတင်တာများတာဖြစ်တဲ့အတွက် how to style ဆိုပြီးတော့ default ပေါ်နေတယ်ဒီကောင်လေးကျွန်တော် channel လိုက်မယ်အခုကကျတော့ကျွန်တော် gaming တင်တာဖြစ်တဲ့အတွက် gaming ကိုယူလိုက်မယ် ကိုကအချက်ပြုတ်တွေဘာညာဆိုရင်တော့ how to and style နဲ့တော့ဝင်နေပါတော့အဲ့ဒီမှာတော့ရွှေလို့ရတယ်ဒါမှမဟုတ်ကိုက blog စံစံတင်ဆက်ထားရဲဆိုရင်တော့ဒီရောက်မှရှိတဲ့ pee pen blog တော့ရွှေပါတော့တော့အကစားနဲ့ပတ်သက်တာဆိုရင် sport ဒီတင်ကြားရေးနဲ့ဆိုင်တာဆိုရင် education အဲ့လိုမျိုးကျွန်တော် category မှာတော့ထည့်ပြီးလို့ရတယ်ပေါ့နော် okay ဒီရောက်က show how many viewers like this video ကြတော့ကျွန်တော်ရဲ့ like ကိုဖြောက်မှလားမဖြောက်ဘူးလားပေါ့နော်ဒါကိုကျွန်တော်ဖြောက်မယ်ဆိုရင်ကျွန်တော်အမှန်ကြီးဖြုတ်ထားလိုက်ပေါ့နော် အောက်ဆုံးက license and distribution မှာကျတော့ကျွန်တော် standard YouTube license ကိုပဲကျွန်တော်ထားပါအဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့ video ဒေါင်းပြီးသူများယူတင်နေဆိုရင်အဲကိုယ့်ရဲ့ဒီ channel မှာလာပြပေးတယ်ပေါ့နော်မင်းရဲ့ video ကိုဘယ်သူကယူတင်သွားပြီအဲ့ဒီကောင်လေးဘာလုပ်မှာလဲဒီတိုင်းမထားမှာလား support ကိုចောင်းကြမှာလား report ထုမှာလားပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်တကယ်လို့သားကိုကဒီ creative commons ဆိုတော့ရွေးထားလိုက်မှဆိုရင်ကိုယ့်ရဲ့ video သူများကိုပေးသုံးတယ်ပေါ့နော်အဲအဲ့လိုမျိုးပေးသုံးစီခြင်းနဲ့ဆိုရင်တော့ creative commons ကိုရွေးထားလိုက်ပေါ့နော် โอเคဒီတော့ပြင်ပြီးဆိုရင်ကျွန်တော်ရပြီအမှန်ကြီးတွေပြတ်ထွက်မယ်အမှန်ကြီးတော့မဟုတ်ဘက်ကီးနဲ့ပြတ်ထွက်မယ်ပေါ့နော်โอเคအားလုံး perfect ပြည့်စုံသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ visibility ကိုကျွန်တော်နှိမ့်မယ်အဲ့ဒီမှာကိုကဒီ schedule နဲ့တင်ပါလားချက်ချင်းအခုတင်ပါလားပေါ့နော် schedule နဲ့တင်မယ်ဆိုရင်ဒီအောက်က schedule ဆိုတာရွေးဒီမှာ date တွေရှိတယ်ကိုဘယ်ချိန်တင်ပါလဲရွေးပေါ့နော်ဘယ်ချိန်ဘယ်နေရာဘယ်နေရာဖြစ်တယ်ဘယ်ချိန်ဘယ်နေ့ရမှာတင်မလဲဆိုတာရွေးရွေးပြီး okay နှိမ့်โอเคနော် ကိုယ်ကချက်ချင်းတင်မယ်ဆိုရင်တော့ public ကိုရေးပြီးတော့ဒီအောင်မှကျွန်တော် save လိုက်ပြီးဆိုရင်တော့ရပါပြီ